Hello အားလုံးပဲမင်္ဂလာပါရှင် Move Vlog လေးမလို့ဖြစ်တာအရင်ကြာသွားပြီပေါ့နော်ဆိုတော့ Move ရဲ့အလုပ်တစ်ဖက်အကြောင်းတစ်ဖက်နဲ့ဒီအဖက်ဖက်တော့အရာတွေကြာမှ Move ရဲ့ဒီ YouTube တွေ Facebook page တွေကမရန်နိုင်လောက်အောင်ကိုရက်တက်နေရပေါ့နော်ဆိုတော့ Move လည်း Move page ကိုတော့ Move ပြန်ကြည့်ဖြစ်ပါတယ်တလားဟိုတပုတ်အဲ့လိုမျိုးဖြစ်နေရဆိုတော့ထားပါအာ stay ပေါ့နော် အာ slow progress is still a progress ဘာလို့ပဲပြောရမှာပဲဆိုတော့ဒီနေ့ကမောကပြောစရာတော့တိတ်ထွေထူးမရှိဘူးထွေရလေးပါးအကြောင်းလေးမျိုးပြောမယ်ပေါ့နော်အာဘာလို့ဆိုတော့ဒီနေ့မောရဲ့ energy ကအရန်ကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့အကယ်၍တရားရော energy မကောင်းတဲ့သူကဒီ vlog ကိုကြည့်မိရဆိုလို့ရှိရင်သူ့ရဲ့အာ energy မကောင်းတဲ့ဟာတွေတဖြည်းဖြည်းယော့ပြီးတော့မိုးရဲ့ကောင်းတဲ့ energy တွေသူ့စီကိုရောက်သွားစေဖို့မိုးမျှော်လင့်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီနေ့အရန်ထူးဆန်းနေမိုးကအဲ့လောက်ထိ energy ကောင်းနေတဲ့နေ့မျိုးရအရန်ရှားရပေါ့နော်။ ိုဒီနေ့ကမိုးအိပ်ရထားရတဲ့မနေ့မိုးလင်းနေတဲ့လူကအရင်အောင်စိတ်ကြည့်နေတာစိတ်ကြည့်နေတာကိုအာအဆင်ပြေဟိုင်မတွေ့ဘူးမဟုတ်ဘူးမိုးတောက်လျှောက်တွေ့ရဒါပေမဲ့တွေ့လဲစိတ်ကခဏပဲပြီးရင်ဒီလိုပြန်ကြည့်သွားတော့เนาะအခုချိန်ဒီစိတ်ကကြည်နေုံပဲပြီးရင်ဘာဖြစ်လာအောင်မတော့မပြောတတ်ဘူးဒါပေမဲ့အခုထိတော့စိတ်ကတော်တော်လေးကိုကြည်ပြီးတော့ပျော်နေရမှုလေးမှာပေါ့เนาะโอเคဆိုတော့အာဒီနေ့ထရီယာ၄ပါးအကြောင်းနဲ့မှာမို့ဘာလေးပြောချင်လဲဆိုတော့လေအဓိကကတော့ဟိုအသက်ကြီးလာရတဲ့အမြာပေါ့เนาะတွေးမိတဲ့အရာလေးပေါ့ ဒါကတော့ဒီ vlog ထဲမှာမို့အမေပြောတဲ့အဆုံးမစကားလေးတချို့လည်းပါမယ်ပေါ့နော်။ Fabulous ဆိုတော့အသက်တည်ကြီးလာတော့ငငယ်တော့ဝါဆိုလို့ရှိရင်ကိုလိုချင်တဲ့အရာလေးတွေကဟိုဟာလိုချင်တယ်ဒီဟာလိုချင်တယ်ဟိုဟာဖြစ်ချင်တယ်ဒီဟာဖြစ်ချင်တယ်ပေါ့နော်။အခုအသက်ကြီးလာတော့လေဘာဖြစ်ချင်လဲဆိုတော့မို့စိတ်ရမ်းချမ်းသာချင်တယ်။စိတ်ချမ်းချမ်းသာသာလေးနဲ့မို့တနေ့တာတနေ့တာမို့ဖြတ်တန်လို့ရသွားနိုင်ချင်တယ်ပေါ့နော်။တကယ်တော့စိတ်ချမ်းသာဖို့ဆိုတာလေတကယ်တော့လွယ်ရမဟုတ်ဘူး။ ပြောတော့တာစိတ်လေးတစ်ခုချမ်းသာခြင်းတယ်လို့ပြောတာဒါပေမဲ့ဒီစိတ်ကလေးတစ်ခုချမ်းသာဖို့ဆိုတာအဖက်ဖက်ကအစဉ်ပြေနေမှချမ်းသာတဲ့ဟာမျိုးလေးပေါ့နော်ဥပမာရုံစုံစိတ်ချမ်းသာဖို့ဆိုလို့ရှိရင်ဘာဖြစ်ရမလဲဆိုတော့မိုးကျမ်းမာရေးလည်းကောင်းရမယ်ဒီကြောင့်လို့ရှိရင်မိသားစုရေးလူမှုရေးအချစ်ရေးအစအစအရာအဖက်ဖက်ကလည်းအစဉ်ပြေနေရမယ်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့တစ်ဖက်ဖက်ကတစ်ခုခုချွေရင်သွားမယ်ဆိုလို့ရှိရင်ဒီစိတ်ကလေးကမကျမ်းမာနိုင်တော့ဘူးလေနော်အဲ့တော့ဒီစိတ်ကလေးချမ်းသာဖို့စိတ်ကလေးကျမ်းမာဖို့ဆိုတာအရန်အရန်ဟိုမှာအရေးကြီးတယ်အရေးကြီးအလျောက်လည်း မြဲစိတ်ချမ်းသာနေဘူးဆိုတာမလွယ်ဘူးပေါ့နော်ဒါပေမဲ့အာမတို့ကြောက်ဘူးနေကြဟိုဟာကြီးစကားကြီးလို့ပါပဲ8020 rules လို့ပါတော့ဥပမာကိုယ့်စီကိုအာလာပြီးတော့ကိုယ့်စီကနေပြီးတော့ကိုယ် control မလုပ်နိုင်တဲ့အရာတွေကအာ20%ကို control လုပ်နိုင်တဲ့အရာကအကွဲ response တွေက80%ပေါ့နော်ဒါမျိုးတွေနဲ့လည်းပြောလို့ရတယ်ဆိုတော့နောက်ပိုင်းတွေမှာမိုးတက်ကြည်လာတယ်များမိုးဖြစ်စင်တဲ့အရာကမိုးစိတ်ချမ်းချမ်းသာသာလေးမိုးနေကျင်တယ်ပြီးတော့တရက်တရက်မိုးလှုပ်ရှားရှိရလေးကိုမိုးစိတ်အေးချမ်းသာစွာနဲ့ပျော်ပျော်ရွှင်ရွှင်လှုပ်ပြီးတော့ ညာဘက်မှာအဲ့လိုကောင်းမွန်စွာကောင်းမွန်အေးချမ်းစွာအိတ်ဆက်အနာယူနိုင်ခြင်းနဲ့ပေါ့နော်အဲ့ဒါကတော့မူထင်တယ်လူပွားရဲ့မိုးတွက်ပေါ့နော်မိုးမိုးတွက်ကိုတကယ်စိတ်ချမ်းသာစရာနိဗ္ဗာန်ဘုံတစ်ခုလိုပဲလို့မူမြင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့လူဆိုတာနေ့တစ်ထူကအငြင်းနဲ့စိတ်ညစ်စရာတစ်ခုမဟုတ်ပြဿနာတစ်ခုမဟုတ်တစ်ခုကအငြင်းရရှိနေကြတာအဲ့တော့အကုန်လုံးစင်ပြေပြီးတော့ပျော်ရွှင်နေဖို့ဆိုတာဘယ်သူတွက်မှမလွယ်ဘူးဒါပေမဲ့အဲ့လိုမျိုးကြီးကြရဲမှာထပ်ပြီးအသက်တွေကြီးလာလေဘာတွေပို့ပို့ဆိုးလာလဲဆိုတော့ ဟိုကောင်းကောင်းစားနိုင်မှုပြီးရင်ကောင်းကောင်းအိပ်ပျော်နိုင်မှုอืมဒီຫາတွေကတကယ်ကိုမလွယ်ကူရဲ့ຫາတွေပေါ့เนาะဥမာပတ်စံအဆင်မပြေတွေဆိုလို့ရှိရင်လည်းပတ်စံအဆင်မပြေဒုက္ခလျောက်တို့စီမှာယုံကန့်ရတဲ့ပြဿနာပေါင်းမြောက်များစွာပတ်စံအဆင်ပြေတွေကြာလည်းပတ်စံအဆင်ပြေပေမဲ့လို့အာညာတွေကောင်းကောင်းအိမ်မပျော်နိုင်ဘူးအစားတွေမစားနိုင်ဘူးတခြားအဖက်ဖက်တော့စိတ်ညစ်စရာတွေပေါ့เนาะဒီလိုဟာမျိုးရဲ့မျိုးမျိုးကြုံတွေ့လာပြီးတဲ့နောက်မှာမိုးကနောက်ပိုင်းနေမှာဆိုလို့ရှိရင် ဒီစိတ်ချမ်းသာဆိုတာနဲ့မူတရက်တရက်တရက်တာတရက်တာစီကိုဖြတ်တန်းသွားဖို့ပဲမူကအဓိကဥတည်ပြီးတော့မူဟိုအသက်ရှင်ပြတော့တယ်ပေါ့နော်စိတ်ချမ်းသာဖို့လို့သာပြောရတယ်ကြည့်စိတ်ချမ်းသာဖို့ဆိုတာလွယ်တာမဟုတ်ဘူးတခြားစဉ်းစားကြည့်ဥမာ relationship တစ်ခုခုကအဆင်မပြေဘူးပဲထားဒီစိတ်ကလေးချမ်းသာနိုင်ပြီလားမချမ်းသာနိုင်တော့ဘူးအဲထပ်ပြီးတော့မိသားစုရေးဒါမှမဟုတ်ပညာရေးဒါမှမဟုတ်အလုပ်လူမှုရေးတစ်ခုခုအဆင်မပြေရင်လည်းစိတ်ချမ်းသာနိုင်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ ဒီ vlog လေးမှာတော့မူတနေ့တာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းကိုယ့်ကိုယူဆိုင်ဖြစ်တဲ့အရာလေးရှိတယ်အဲ့ဒါကဘာလေးလဲဆိုတော့အဲကိုယ့်ရဲ့ဒီအကျမ်းမာရေးအကျမ်းမာရေးအရေးကြီးဆုံးပဲ အရေးကြီးဆုံးပဲဆိုတာအခုလူတိုင်းကအမြင်ပြောရင်အာကျမရဲ့ give sign တော့ကျမရဲ့ give sign တော့ကျမဘူးလို့ရတယ်အမှန်လေကျမဘူးလို့ရတယ်ဘာလို့ကျမဘူးလို့ရတာလဲဒီစကားကလေပုံမှန်ပြောမယ်ဆိုလို့ရှိရင်တော့ဘာမှမဟုတ်တဲ့စကားလေးလို့ပဲဒါပေမဲ့တကယ်တကယ်မကျမ်းမလာကြည့်အဲ့စကားကဘလောက်တောင်မှအရေးကြီးပြီးတော့တန်မိုးကြီးရဲ့စကားလဲဆိုတော့မတို့နားလည်လာရပေါ့နော်မိုးရောမိသားစုဆိုလို့ရှိရင်ဒါမိုးရောမိသားစုကမိုးကအစဉ်ပြေမိသားစုလို့ပြောလို့ရရပေါ့နော်အစဉ်ပြေဆိုတာမိုးရောအရင်ချမ်းသာနေလို့မပြောဘူးဒါပေမဲ့မိုးရောဆင်းရဲနေတဲ့ထဲတော့လည်းမပါဘူးပုံမှန် ကောင်းမွန်မွန်နေတိုင်းအလူရန်စိနေနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်စားနိုင်တယ်ပေါ့နော်အဲ့တော့သူတို့တွေဆိုလို့ရှိရင်မတို့အမေဆိုလို့ရှိရင်မွေးရဲ့အမေကသူကဒီအယံကိုရုံးကန်ခဲ့တဲ့အမျိုးသမီးလို့ပြောလို့ရတယ်သူငယ်ဘဝကသူကခက်ခဲကြမ်းတမ်းနေသူကြမ်းကြမ်းတမ်းတမ်းသူဖြတ်တန်ခဲ့ရတယ်အဲ့တော့သူအယံရုံးကန်ပြီးကြိုးစားခဲ့တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့မတို့ဘဝမတို့ဘဝတွေမှာသူ့လိုမျိုးမခက်ခဲနိုင်မခက်ခဲစေဖို့အတွက်ပေါ့အဲ့တော့ ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့ခါကျတော့ဒီစူးစားခဲ့ရတဲ့အရာတွေပင်ပန်းနဲ့ဒဏ်နေကြတော့ကျမကြီးတွေကမကောင်းတော့ဘူးမကောင်းတော့တဲ့ခါကျတော့ဆေးရည်ပြန်ကူကတော့ပစံရှိရဆိုပေမဲ့လို့ဒီပစံနေနဲ့လဲပြီးတော့အသက်ကိုဝယ်နေရသလိုပါပဲတချို့ဟာတွေဆိုလို့ရှိရင်လေအဲ့တော့အဲ့ဒါလေးညင်ရတဲ့ခါမှာမိုးတဖြည်းဖြည်းနဲ့နားလဲလာတယ်ဒါပေမဲ့နားလဲတယ်ဆိုတာလူဆိုတာလည်းနားလဲယုံနေတဲ့ပြီးတာမဟုတ်ဘူးတကယ်အတိတရားရပြီးတော့ပြောင်းလဲနိုင်မှာပေါ့နော်အဲ့တော့ဘယ်ချိန်မှာမိုးအတိတရားရလဲဆိုတော့မိုး ရန်ကုန်မှာနေခဲ့တဲ့အချိန်ပေါ့နော်မနှစ်တော့ကအရင်တော့ကလည်းမိုးကကျွန်မရဲ့ view site ပါတယ်ဒါပေမဲ့အာကျွန်မရဲ့ view site ဆိုမဲ့မိုးကအသိပ်ပြီးအစီအစိမ့်နေကြိုက်တဲ့သူတွေမှကြိုက်တဲ့ထမှာမပါဘူးအဲ့တော့အချိုတွေပါရေးလဲအဲ့လောက်ကြီးဒုက္ခကြီးရှောင်ကြရမလို့ပေါ့နော်ကျမရေးပါဆိုလဲ gym ကဆော့လိုက်မဆော့လိုက်အဲ့လိုမျိုးလေးပေါ့ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ရန်ကုန်မှာနေတော့ကမိုးအဲ့လိုမျိုးပေါ့နော် အဲကမြင်းပောက်ကြီးဟိုင်လို့လောက်ပြီးတော့အဲ့လိုဖြစ်သွားတဲ့အချိန်တခုရှိရဲ့အဲ့မှာမို့အဲ့လိုဆေးတွေပါရင်တွင်းလိုက်ရလင်းငါရလောက်အရာတွေကမထားနိုင်အဲ့လိုဖြစ်တော့မို့မအဲ့လိုဆိုသစ္စာပါဆိုရဲဟိုငါပြုတ်ခဲ့တဲ့ကုသိုလ်တွေအားလုံးကိုတိုင်တယ်ပြီးတော့ရည်စူးပြီးသစ္စာဆိုပါရဲနောက်ဆိုဒါမျိုးမလုပ်တော့ပါဘူးပဲအဲ့လိုမျိုးဖြစ်ပြီးတော့ဗောနော်နည်းနည်းအတိတ်တရားရသွားအဲ့တော့မို့ကဟိုမိဘတွေကပေးထားတဲ့ဥပမာလည်းရှိရဲကိုရိုင်းလည်းအဲ့လိုဟိုယောဂတခုခု ဆူဆူဝိုင်းမဖြစ်ပေမဲ့တော်တော်လေးခံလာရတယ်အဲ့ဒါဆိုအိယာမထနိုင်ဘူးအစားမစားနိုင်ဘူးလူကအခဏကူရရှိပေမဲ့လူကမူပြီးရိုင်းပြီးအာမရှိဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်ခဲ့တဲ့အချိန်ပေါ့ဆိုတော့ အဲ့ဒီမှာအဲ့ရနေစပြီးမူကနောက်ပိုင်းနေမှာကျမ်းမာရေးတော်တော်ခရီးဆိုင်တယ်လို့ပြောလို့ရတယ်။ကျမ်းမာရေးဆိုတာတည်းဒီခန္ဓာကိုယ်ကိုလည်းခရီးဆိုင်တယ်ပေါ့နော်။ဟိုငိုးပြောနေကြဟာပြောနေကြဆိုတော့မူအဲ့ဒါဘယ်နေရာနေကြားဘူးလဲဆိုတော့မမှတ်မိတော့ဘူး။လူတွေမှာသူရဲ့ body clock ဆိုတာရှိတယ်။ body clock ဆိုတာကိုယ်ခန္ဓာကိုယ်ကိုပြောပြနေတဲ့စကားပေါ့နော်။ဥမာအရင်မိုးဆိုလို့ရှိရင်ညနေမှာလေဝက်ချက်နေပြည့်ပဲ။အဲ့တော့မူ ဝါချံစီကန်းပြရင်လည်းဆီယမားကဒီဟော်မုန်းစီတောက်ရမယ်ဆိုတော့မူတားစီတောက်ရတယ်တားစီတောက်တော့အရင်တိလာတယ်ဝါချံလုံးဝအောင်မထွက်တော့လောက်နီးနီးကိုကောင်းသွားတာပေါ့နော်အသားရေးဆိုလဲပြောင်ချောမှုဥအဲ့လိုဖြစ်သွားအရင်တော့ဆိုလို့ရှိရင်ဟာထွက်လိုက်တဲ့ဝါချံဆိုတာလေးဘာနဲ့မတဲလို့မတဲမှမသိဘူးတော်တော်ဆိုးတယ်အဲ့တော့ ခါလိကျလို့ရှိရင်ခန္ဓာကိုယ်မှာသူတို့ပြရတဲ့လက္ခဏာရှိရယ်အဲဘယ်နားလေးမှာတော့ဘာဖြစ်နေပြီဆိုရင်ဒါသူဘာလုံးနေတယ်အဲ့လိုဟာမျိုးတွေပေါ့နော်မိုးကတော့အခုလောလောဆယ်မိုးဟိုစိတ်ဆစ်ထားသလားမိုးတည်သလားပြောရမယ်ဆိုရင်တော့မိုးရဲ့ဟော်မုန်းက imbalance ပေါ့နော်မညီဘူးဟော်မုန်းနေရာမညီတဲ့ခါကျတော့ဆေးတောက်ပြီးတော့ထိန်းရတဲ့သဘောပေါ့နော်အဲ့တော့ထိန်းလိုက်တဲ့အခါမှာဝက်ချက်နေရာတိတိတတကိုပျောက်သွားတာအရင်တော့ဆိုမိုးကအချင်းဆက်တွေအရန်စားလို့လားအငန်းတွေအရန်စားလို့လားအဲ့လိုမျိုးထောက်လျှောက်ထွက်နေရလားပေါ့နော် ထွက်လိုက်လေလို့ပြုတ်စီပြုတ်စီပြုတ်စီလို့မျက်နှာရည်မှာဆုပ်ပြတ်တက်နေအောင်ထွက်တာအဲ့ဒါပြီးရင်လေးဘာလုံးလုံးမတက်တာဘူးဘလောက်ကောင်းလားတုံးတုံးမတက်တာအဲ့တော့ကြာတော့လူကလေစိတ်ပြက်ပြီးတော့မိုးဆိုဘာမှမတုံးဒီခါလေးကျရင်တိုနာနဲ့ moisturizer တော့ sorry moisturizer တော့မတုံးရဘူး right moisturizer yes moisturizer တော့မတုံးရဘူးမျက်နှာရည်အဲ့လိုထွက်လို့အဲ့ဒါနဲ့ အဲ့ဝါချန်နေပိုင်းမူပြပြီးတော့ဆီအောင်မအရင်တော့ဆိုရင်မူနှစ်ပတ်တစ်ခါလောက်အဲ့ asset တွေတွားတယ်ညနေလို့အာနာတယ်လို့ဝါချန်နေညှစ်ထုတ်ဦးပြီးစေးထိုးအတွေနဲ့တညနာလုံးထုံစေးလိမ့်ပြီးထိုးဝါတစ်ခါတစ်ခါဟိုတွားပြောဝှကြွေးခံနေရလို့ပေါ့နော်ကိုပြန်စဉ်းစားကြည့်တော့လေအိုးငါဒီရွေလေးမငါလှောက်မနေရရင်ဘယ်ဘယ်ကြမ်းမနေရမလဲပေါ့အဲ့လိုမျိုးနေမူအကုန်ကြခံပြောင်းမူလုတ်တယ်ဒါပေမဲ့ဒီစင်ကာပူလာနေပြတဲ့ခါကြောင့်မူအဲ့ဒါမလုံနိုင်တော့ဘူးဒီမှာအရန်စည်းကြည့်အောင်တည့်ရတဲ့အတိုင်းအဲ့တော့တခြားဟာတွေဦးစားပေးရတော့ ဒီဟာတွေမလုံနိုင်တော့တာစင်းနဲ့ပဲမို့ဆက်ပြီးတော့ထိနေတာဒါပေမဲ့တာစင်းကအဆင်ပြေလို့ပြောရမယ်ဟိုအသားကြီးလုံးဝတိတိတတာကိုကောင်းလာတယ်ပြီးတော့ဝက်ချက်နေလည်းမထွက်တော့ဘူးပေါ့နော်ဆိုတော့မို့6လောက်လောက်ဆွဲတောက်လိုက်တယ်ဆွဲတောက်လိုက်တယ်တောက်ပြီးတော့အခုရက်လိုက်တော့မှ အဲရက်လိုက်တာအခုတလားတလားကျော်နှစ်လားထင်ပါဘောเนาะဒါပေမဲ့ဝက်ချန်လေးနည်းနည်းထွက်ပြီမဲ့တားကြီးကောင်းနေသေးရဆိုမူနည်းကြည့်နေသေးရအဲ့တော့ခနာကုံမှာလူတွေကသူတို့ရဲ့သူတို့ခနာကောသူတို့ပြောနေရ body clock ဆိုတာရှိရဲအမဟိုညဘက်ဒီအိတ်မပြောတော့ဘူးဆိုလို့ရှင်ခနာကောပြောနေပြီအာနင်ဘာကြီးလုံးနေရလဲဒီမှာနင်ဒီမှာလူဖြစ်နေပြီဆိုတော့ခနာကောပြောနေဟာရှိရဲခိုက်ကြလို့ရှင်ကိုယ့်ရဲ့ခနာကိုကိုကူးဆက်ရမယ်သူတို့ပြောနေရသူပြနေရ reaction တွေလက္ခဏာတွေကိုနားထောင်ဟိုချစ်တတ်ရမယ်နားထောင်ရမယ်ပေါ့เนาะဒါကတော့ကျမကြီးနဲ့ပတ်သက်တဲ့ဟာ နောက်တစ်ခါကျတော့မိုးကလေအဲနောက်ပိုင်းနေမှာမိုးစာတွေမဖတ်ဖြစ်ဘူးအလောက်ကြီးဖတ်တော့ဖတ်ဖြစ်တယ်ဒါပေမဲ့စာတအုပ်တအုပ်ပြီးဖို့လေမိုးအချိန်ကြာကြီးအချိန်ကြာကြီးဝါရပေါ့နော်ဘာလို့ဆိုတော့တီးတဲ့ရင်လေတနေရာထဲမှာထိုင်ပြီးတော့စာမဖတ်နိုင်နိုင်တာလဲပါတယ်ပြီးတော့မိုးရဲ့အချိန်နေအခုလုံနေရအလုံနေမိုးတက်နေတဲ့အကြောင်းနဲ့ပြုံမိုးအဲ့ဒီ gym တွေပါဆောရဲဟိုင်နေမိုးတီးတဲ့ရင်စာဖတ်ဖို့အချိန်မပေးနိုင်တော့လဲပါတယ်ပေါ့နော်အဲ့တော့ စာဖတ်တဲ့ဟာတွေမှာမိုးအဲ့လိုမျိုးတအားအားနေသွားတယ်ဒါပေမဲ့အဲ့စာကိုဘာစာထွေးလုပ်နေလဲဆိုတော့မိုးက audio တွေအရင်နားထောင်တယ် audio တွေကိုရေချိုးတဲ့ခြေနေနားထောင်နဲ့ဟင်းချက်တဲ့ခြေနေနားထောင်နဲ့အဲကြောင်းသွားရဲ့ bus ကစီးနေနားထောင်နဲ့ train ပေါ်မှာနားထောင်နဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအားတဲ့အချိန်လေးမှာဆိုလို့ရှိရင် audio book တွေအမြဲနားထောင်နေ audio book ဆိုတာကဒီ YouTube ကနေပြောမူသဘောကျတဲ့အရာတွေပေါ့နော်သူမူသဘောကျတဲ့သူတွေအမြဲပြောနေတဲ့စကားတွေမူနားထောင်နေပေါ့နော်ဆိုတော့မူရဲ့ knowledge ကတော့ဒီလိုမျိုးဟာတွေကနေမူယူတဲ့အကယ်၍ဒီ vlog မှာကြည့်နေတဲ့သူတွေထဲမှာလည်း အဲ့လိုမျိုးစာမဖတ်ဖြစ်ဘူးဆိုလို့ရှိရင်တော့အဲ့လို audio လေးတစ်ခုခုနားထောင်နေပေါ့နော်မုံမြဲနားထောင်ပြနေဟာဆိုလို့ရှိရင်ဆရာဖြုတ်ပိုင်းပြီးရင်ဆရာမမုံဟောစီဆရာမမုံဟောစီကမူကအာမူကလူတွေရဲ့စိတ်နဲ့သူတို့ရဲ့ဘယ်လိုမျိုးတွေးပုံခေါ်ပုံသူတို့ကဘာလို့ဒီလိုမျိုးတွေလောက်ရတာလဲသူတို့ကဘာလို့ဒီလမ်းကိုရွေးရတာလဲဘယ်လိုမျိုးတုတ်ပြန်ရတာလဲအဲ့လိုဟာမျိုးတွေမူအရန်စိတ်ဝင်စားရပေါ့နော်ဒါပေမဲ့ဒီ psychology ဘိုင်းတွေဘာတွေလဲတီးတန်လေးလာနေမူကအချိန်မရှိဘူးအဲ့တော့အဲဆရာမမုံဟောစီစာရေးဟာရေးဆိုလို့ရှိရင်အဲ့လို positive အာ energy cycle လား morning talk လေးကိုအရင်ကြိုက်တယ်ပေါ့အမြင်နားထောင်တယ်ချို့ရဆိုလို့ရှင်နားထောင်မိတဲ့ဟာတွေလည်းခဏခဏနားထောင်တယ်ပြီးရင်ဆရာဖြိုးပိုင်းဟာတွေနားထောင်တယ်ထပ်ပြီးတော့အရင်တော့တော့မိုးကိုလာပြီးဟာတွေလည်းအရင်နားထောင်တယ်အခုကိုလာပြီးရာတိတ်မတက်တော့ဘူးပေါ့နော်음ပြီးတော့ပါကျုပ်ဆရာတော့ပါကျုပ်ဆရာတော့တခါလေးလိုမျိုးစိတ်တရားနာဘူးလို့ရချင်းလေးဆိုရင်မိုးပါကျုပ်ဆရာတော့နားထောင်တယ်ပေါ့နော်ဒါကတော့မိုးရဲ့ဒီ knowledge တွေလုတ်ဖြစ်နေတဲ့ဟာလေး ပြီးတော့မိုးအဓိကအကျမ်းမာရေးကြီးဆိုင်တယ်ချင်းဆော့ရယ်ပြီးတော့ဒီမာလာနေရောမိုးကမာလာရဲ့အရန်စားပြစ်တယ်ဒီကအစာတောက်တွေမိုးမစားနိုင်အောင်မိုးစားနိုင်လားဆိုလို့လို့မာလာနဲ့ဟော့ပေါ်ရောအားတွေပဲရှိရအဲ့တော့မိုးအားတွေပဲစားတော့မာလာမာလာရဲ့တအားစားပြီးတော့ဘိုက်ကြီးတွေအစီတွေအစ်လာအဲ့တော့ကျမရရမိုးမြဲကြီးဆိုင်ရတဲ့အိစားရည်လည်းမိုးပြန်စင်ကျင်တယ်ပြီးတော့ဒီ knowledge တွေမိုးစာဖတ်တယ် စာမဖတ်ပြလို့ရှိရင် audio တွေနားထောင်တယ်ထပ်ပြီးတော့ hygiene ပေါ့နော် hygiene ကတော့မိုးအတွက်ကအရေးကြီးဆုံးပဲမိုးကငယ်ငယ်လေးတွေကအရန်စည်းစာကြောင်တယ်လို့ပြောလို့ရတယ်မိုးအသက်အရန်ကြိုက်တယ်တနေ့ရဆိုလို့ရှိရင်တန့်ရှင်းနေမှာအဲ့လို personal hygiene ကိုမိုးဟိုအရန် give site တယ်ပေါ့နော်ခုနောက်ပိုင်းမှာလေဟိုဆရာပီကာကိုပီကာအရင်ကိုပီကာကမိုးရဲ့ဆရာတွေကတယောက်လိုလည်းပြောလို့ရတယ်ဘာဖြစ်ဆိုတော့မိုးကဟိုကိုပီကာနဲ့အင်္ဂလိပ်စာသင်ခဲ့ပူတယ်လွန်ခဲ့တဲ့ 9နှစ်6နှစ်လောက်ကဖြစ်မှာတင်เนาะဆရာနဲ့အဲ့လိုမျိုး group တစ်ခုအဲ့ online class တစ်ခုမူတက်ခဲ့ဦးတယ်ဆရာရဲ့အင်္ဂလိပ်စာကမူသင်နေတုန်းမှာတော့မူအလောက်စာမလုပ်ဘူးအတန်းပြီးွားတော့မူကရန်ကုန်မှာနေတော့မူအင်္ဂလိပ်စာဆရာမနေနဲ့လေခလေးလေးတွေမူစတင်လိုက်တည်တာကိုအဲ့ဆရာတင်တဲ့လက်ချာလေးတွေကိုမူပြန်သုံးပြီးတော့တင်ခဲ့ရပေါ့เนาะအဲ့ဒီအချိန်ကျမှမူကဒီဆရာရဲ့ဟာတွေကို ဘယ်လိုပြောမလဲဆရာကိုပီကာရဲ့ဟာတွေကိုအထက်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 ကလေးတွေသင်နေတယ်ကျင့်နေတယ်မို့အတွက်အရန်ကိုအကျိုးရှိခဲ့တဲ့ဟာတစ်ခုဖြစ်ခဲ့ပေါ့နော်အဲ့တော့ခုနောက်ပိုင်းမှာဆရာပီကာလုံနေတဲ့အိလူငယ်အထာရတသင်တယ်ဆိုတဲ့ဟာလေးကိုမိုးတက်တော့မတက်ဘူးပါဘူးဒါပေမဲ့သူအငြင်းချင်းကြောညာနေအောင်မိုးတွေ့ရဒါပေမဲ့အဲ့မှာဘာသတိထားမိလဲဆိုတော့ YouTube မှာလေသူလုံနေတဲ့ဟာလေး အဲ့လိုမျိုးဟို guest speaker တွေခေါ်ခေါ်ပြီးတော့ဟိုကျမ်းမာရေးဆိုလို့ရှိရင်လည်းဆရာကိုအောင်နိုင်ဦးလား sorry မူနာမည်မှားရင်မှားမယ်အဲ့ကျမ်းမာရေးဆိုလဲဆရာတွေခေါ်ပြီးတော့ guest speaker အနေနဲ့သူထည့်ပြီးတော့ပြောခိုင်းပေးတယ်ပြီးရင် personal hygiene တွေ့ပြောပေးတယ်ပြီးရင်ဆရာဖြိုးပိုင်လို့ခေါ်ပြီးတော့ပြောပေးတယ်အဲ့ဟာလေးအရန်ကောင်းတယ်လေအဲ့လိုအရန်ကောင်းတယ်လို့မိုးထင်တယ်ပေါ့နော်အခုမိုးဆိုလို့ရှိရင်အသက်28နှစ်ရှိပြီ29 28ထဲမှာပေါ့အဲအခု သူအဲ့ဒီကြောညာအဲ့ဒီလူငယ်အထာဝရတတ်တဲ့နံကိုကြောညာနေရတော့မူတွေ့ရဒါပေမဲ့ဘာလဲဆိုတော့မူသိချာမသိဘူးဒါပေမဲ့အခု YouTube မှာအဲ့လိုလေးပြင်တင်တာကိုမူနားထောင်ရတော့ဟိုကမဆိုးဘူးသူဒီလိုမျိုးလေးခုတ်ပေးနေဆိုလို့ရှိရင်ဒီကအရန်ကောင်းနေပေါ့နော်ဒီကအရန်ကောင်းနေလို့မူထင်တယ်ဆိုတော့လူငယ်အထာဝရတတ်တဲ့နံ ဒီမှာပါတဲ့ဟာလေးပေါ့အဲ့မှာဟို personal hygiene ကိုပြောနေတယ်မိုးအဲ့ဒီကိုရောက်သွားတယ်။အရာ personal personal hygiene ကိုမိုးရန်ကယူဆိုင်တယ်။ထပ်ပြီးတော့မိုးကအခုအလုပ်လဲလုပ်တယ်၊ကျောင်းလဲတက်နေရဆိုတော့မိုး growth ကတော့အဲ့ဒီဟာလေးမှာတော့မြင်းရှိနေပေါ့နော်။ကျောင်းကလည်း master ဆိုတော့ master အလျောက်မိုးစာရီလောက်ရတယ်။အခုပြီးခဲ့တဲ့ဘက်စနေနေ့ရပဲမိုးဆောင်ဝင်ပြီးသွားတာ။ဆောင်ဝင်ပြီးသွားတော့မိုးဒီတစ်ဘက်ကိုခဏလေး break ရတယ်ပေါ့နော်။ဆိုတော့နောက်တစ်ဘက်မှမိုးကျောင်းနေပြန်ဖွင့်မယ်။ဆိုတော့အခု loss ရတော့မိုး master ခဏနားထားတော့ အဲအခုအလုပ်အလုပ်ပဲလုပ်နေရပါတော့เนาะအလုပ်ကတော့ AC ပဲ internship ပဲဆိုတော့ internship ဆိုပေမဲ့ boss ကအရန်ကောင်းတယ်သူကမိုးလည်းနေရာလည်းပေးရတိုက်တယ်လည်းပေးထားပြီးသားဆိုတော့ marketing manager နေရာနဲ့ပေးထားမိုး marketing နဲ့ပတ်သက်တဲ့ဟာတွေမိုးလေးလာပြနေရပါတော့เนาะဒါပေမဲ့ကိုပုံမှန်ဆိုလို့ရှိရင်တော့ product တစ်ခုဆိုလို့ရှိရင်တော့မိုးဒီနေရာမှာဒီထက်ပို့ပြီးတော့မိုးလုံနိုင်မှာပဲဒါပေမဲ့အခုက product မဟုတ်ပဲね product တော့ product ပဲဒါပေမဲ့သူက AI ဖြစ်နေတဲ့အခါကျတော့မိုးတော့မနှိမနေလိုက်နေရတဲ့ဟာပေါ့เนาะဆိုတော့ okay အာကျမ်းမာရေးကြီးစိုက်တယ် personal hygiene လုပ်တယ်ပြီးတော့ knowledge stress ဆက်ဖတ်တာတွေ focus နှထောင်းတာတွေမျိုးလုပ်တယ်ပြီးတော့မွေး growth အနေနဲ့မျိုး MBA ဆက်တက်နေရပြီးတော့အဲအလုပ်ကလည်း internship ပုံမျိုးနဲ့မျိုးအခုလုပ်နေပေါ့နော်ဆိုတော့ဒါကတော့မျိုးလုပ်နေအရာလေး relationship ဘိုင်းကတော့ um ACC ပါပဲ AC ပါပဲဆိုတော့အဲဘာမှတိတ်ပြီးတော့ထူးထူးခြားခြားကြီးတော့မရှိနေသေးဘူးရှိလာရင်လည်းရှိလာမှာမရှိနိုင်လည်းမရှိတာပေါ့နော်โอเค relationship က AC ပဲဒါမဲ့မျိုး relationship နဲ့ပတ်သက်ပြီးတော့မိုးရဲ့ဒီဖြတ်တန်ခဲ့တဲ့ပုံစံလေးတွေပေါ့နော်မိုးအာ vlog တစ်ခုလုပ်ပြီးကိုမိုးစဉ်းစားထားတယ်ဖြတ်တန်ခဲ့တဲ့ပုံစံဆိုတာအရှိမမိုး past relationship တွေရှိခဲ့တာကိုအဲ့ဒီမှာမိုးဘလို့သင်ခန်းစာတွေရခဲ့လဲပြီးတော့မိုးဘာတွေကိုကြော်ဖြတ်ခဲ့လဲဘလို့အရာတွေအပြောင်းလဲလာခဲ့လဲဘာတွေညင်ခဲ့လဲပေါ့နော်ပြီးတော့လို့ရှိရင်အသေးတွေဘာတွေ क्वे တော့ဘလို့ move on လုပ်ခဲ့လဲအဲ့လိုဟာလေးတွေနဲ့ပတ်သက်ပြီးတော့လေမိုး vlog တစ်ပုဒ် share ဖို့ရှိရပေါ့နော်ဆိုတော့ဒီ vlog တွေကတော့ဘာမှမဟုတ်ဘူးမိုး ဒါပေမဲ့စိတ်ကူပါလို့မိုးထရိုက်လိုက်တာပဲလို့ထွေရလေးပါပေါ့အကြောင်းဟိုဒီဒီလေးမိုးပြောချင်တဲ့ဟာလေးမိုးထပြောတာမိုးလုံးနေအရာလေးပေါ့နော်ဆိုတော့ဒီနေ့ဒီနေ့စိတ်ချမ်းသာဖို့ဆိုလို့ရှိရင်မိုးအပ်လေးကိုယူဆိုင်တယ်အဓိကကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာရေးကိုယူဆိုင်ပါပြီးတော့ဟိုအတက်နိုင်ဆုံးခန္ဓာကိုယ်လှုပ်ရှားရှားလေးနေချွေးလေးပါလေးထွက်အောင်နေအဲ့တော့ဒီခါကြကြလို့ရှိရင်ဒီ mentally နဲ့ physically ကဒီလိုဆက်ဆက်နေတာဘယ်တော့ပဲမဆက်ဆက်ဘူးပြောပြော တခါလေးစိတ်ပိုင်းဆိုင်နေလို့မကောင်လို့ရှိရင် physical နည်းနည်းပါလှုပ်ရှားလုပ်လိုက်အဲဆိုလို့ရှိရင်နေရနေလို့ကောင်ပါတယ်တခါလေး physically တိတ်ပြီးတော့မကြမ်းမနေဘူးဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်နေပတ်သက်ပြီးလို့တရားထိုင်တာလေးပါလေးလုပ်လိုက်လို့ရှိရင်လေ physical ပြန်ကောင်းလာရရှိရပေါ့နော်အဲ့တော့နှစ်ခုက balance ပေါ့နော်ဟိုဘက်ကဒီဘက်ကမျှအောင်သွားနေရအဲ့တော့မိုးကတခါလေးမိုးကတော့တပတ်ကို၄ရက်လောက်မိုးဂျင်ဆော့နိုင်အောင်ကြိုးစားရပေါ့နော်ဒါပေမဲ့အရင်တော့ကကျတော့မိုးကဂျင်တစ်ခုပဲဂျင်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 မိုးကအဲ့လိုမျိုးဒါပေမဲ့ မိုးဒီမှာနေပြီးတော့ weight လေးနည်းနည်းတက်လာတော့မိုးမအိုးမွှေရရဲ့ interview တခုကိုမိုးကြည့်လိုက်တာဆိုတော့ तू อ่ะ तू အဲ့ interview ထဲမှာဖြေထားတာ तू อ่ะအစားတောက်တွေပါရင်မလျှော့ဘူးတဲ့မိုးဘွားမှာလည်းမိုးကအစားတောက်လျှော့နိုင်နေမှာမပါဘူးဘာဖြစ်လို့ဆိုတော့ မိုးတစ်ခါမှစားတော့ရှော့ရမနေခဲ့ဘူးပေါ့နော်မိုးအရင်တော့မြန်မာနိုင်ငံမှာနေတော့မိုးတိတ်လောက်အောင်စားလဲမိုးရဲ့ခန္ဓာကိုယ်ကဝလာတဲ့အထဲမှာမပါဘူးဒါပေမဲ့ဒီမာလာနေတော့အဲ့မာလာတွေကိုပဲဟိုဟင်းကျိုးရအစီတွေကိုပဲတောက်လျှောက်ခတ်တောက်နေလို့လားတော့မသိဘူးအဲ့အဲ့မှာဘိုက်ကတစ်ထစ်ကနေပြီးတော့နှစ်ထစ်ဖြုတ်သွားတယ်နှစ်ထစ်ဖြုတ်သွားတော့ငိုပေါင်းမိလည်းကြက်ကုန်ပြီးတော့တော်တော်အဆင်မပြေတော့ဘူးဆိုပြီးတော့အဲ့မှာတစ်ချက် Facebook သုံးနေနေအာဝမ်မဝမ်ရွှေရဲ့အင်တာဗျူးလေးတွေ့လိုက်လို့ပေါ့နော်သူကအစားမလျှော့ဘူးဒါပေမဲ့ သူမျိုးစုံပတ်ပြီးတော့သူဆော့တယ်ပေါ့နော်ဥမာပလာတီးဆော့တယ်အာယိုဂါဆော့တယ်ဂျင်ဆော့တယ်ပြီးတော့ဘောက်ဆင်ထိုးတယ်သူလိုကြီးလုပ်တာနေပြီးတော့သူထိန်းနေပေါ့အဲ့ချိန်မှာမို့နည်းနည်းအိုင်ဒီယာလေးရသွားဆိုတော့မို့အခုဂျင်ဆော့တာတော့ဆော့တာပေါ့နော်မို့မှာဝက်ကောက်ကတပတ်လေးရရှိရယ်အပရယ်အာလိုဝါဘော်ဒီရယ်ဘူဒီရယ်အပ်ရယ်အာမို့ဘက်ကိုတော့အပနဲ့တွဲပြီးဆော့တယ်ပေါ့နော်ဆော့အာလေးရဆော့တယ်ပြန်အရင်တော့ကတော့ဒီပြီးခဲ့တဲ့လတော့ကနွန်းနွန်း ။ညဒီလတော့မူ spinning class တွေမူ join ဖြစ်တယ်။ဒါပြီးခဲ့တဲ့ဘက်ကဆောင်းမွေးရှိလို့မသွားပြုတ်ဘူး။ဒီတစ်ဘက်ကိုမူသွားမယ်လို့ထားတာမူရဲ့ partner ကသူဒီနေ့မသွားချင်ဘူးဆိုလို့မသွားပြုတ်ဘောနော်။ပုံမှန်ဆိုရင်မတို့ဒီ Friday တိုင်း spinning class သွား join နေ။ပြီးတော့မူရေကူးတာတွေပါလေလုပ်တယ်ပေါ့နော်။ညဆိုတော့ဒါကမူရဲ့ဟိုဟိုဒီထွေရလေးပါးအကြောင်းလေးကိုအားလုံးနဲ့တူတူမူ sharing လုပ်ပေးလိုက်တာပါ။မူရဲ့နောက်ထပ်နောက်ထပ် vlog တွေမှာလည်း မိုးအာမိုးရဲ့ experience တွေပြီးတော့မိုးရဲ့ knowledge တွေမိုးပြပြစေချင်တဲ့အရာရှိလို့ရှိရင်မိုးပြပြပေးဖို့အာ ready ရှိနေပါတယ်ဒါပေမဲ့မိုးကိုနည်းနည်းလေးဘယ်လိုမျိုးလေးပြောစေချင်လဲဆိုတဲ့အရာလေးကို comments လုပ်ပေးခင်မိုးပို့ပြီးတော့ idea ရမှာပေါ့เนาะဆိုတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲတတ see you in my next vlog